အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ10မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲတန်းရွှေဟာတိမ့်စင်ကိုတမနာပေးတယ်လို့မအားလာလဲညိုဆိုးကိုတမနာခန့်ဖို့ရည်ရွယ်ထားပြီလား။ဒီအကြောင်းအပြင်အဖွဲ့အစည်းအစွဲကြောင့်တော်လင်းမအောင်နိုင်သေးရလို့ပြောလာတဲ့ KNDF ဒုစစ်ဦးစီးချုပ်မာဝီစစ်ကောင်ဆောင်တွေမောင်ကိုပစ္စည်းပပျောက်ရေးတွင်တွင်ကြီးကြီးပြောနေပေမဲ့အောက်ချင်မှာလက်စာပြီးပြန်လွှတ်ပေးနေတဲ့အကြောင်း ဆေအုစုရဲ့ပေါ်တာပြင်းမဲ့ဖြစ်နေတဲ့လှိုင်းတရာကအခြေအနေဂျေဥပကပအဖွဲ့ဝင်တွေစစ်တပ်ပပြောင်းသွားပြီးနောက်ယေဟူး30အဆက်ကိုစစ်ကြောင်း2ကြောင်းအပြိုင်ထိုးနေတဲ့တွင်ဒီမိုကရက်နဲ့ရီပပလီကန်တွေလွှတ်တော်မှာထိတိုက်တွေ့ပြီးနောက်အစိုးရရန်တရာရက်ဆိုင်တဲ့အကြောင်းအဲ့လိုတနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီနေ့ပထမဦးဆုံးပြင်ဆက်ပေးမယ့်သတင်းကတော့တန်းရွှေဟာတိမ့်စင်ကိုတမနာပေးသလိုမအလလည်းညိုစောကိုတမနာခန့်ဖို့ရည်ရထားပြီလားဆိုတဲ့အကြောင်းဖြစ်ပါတယ်။ညိုစောဟာစစ်တပ်သမိုင်းတခြားစစ်ထောက်ကျုံတဲ့ MAC ဥက္ကဋ္ဌအဖြစ်ပထမဆုံးတွဲပြီးလုတ်ပိုင်권ရခဲ့သူမင်းအောင်ရဲ့တည်တန်းအကြံပေး2000ကျေရှိဦးအရာစစ်ကောင်ဆောင်ပြီးရင်ဒုတိယမြောက်ဝင်းကြီးရှုပ်အစိုးရကိုပထမဦးဆုံးဥဆောင်권ကြသူစတဲ့ဂုံပုတ်တွေရရှိထားပါတယ်။ သူဟာစစ်ကောင်းဆောင်တဲ့ဘူလောင်အပတ်စဉ်၄ခုပဲကွာပြီးအသက်မတိမ်မြင့်ရှိပေမဲ့မရောက်လာပေါ်အလွန်သစ္စာရှိမှုကြောင့်ယာရုအမြင့်တို့ကိုတမဟုတ်ရှင်ချလာပြီးလောက်ပိုင်ခွင့်ပေးခံရသူတူဖြစ်ပါတယ်။အဲ့လိုအငင်းစားဘုချုပ်ကြီးဟာလာမယ့်ဒီဇင်ဘာလ28မှာကျင်းပတော့မယ့်စစ်ကောင်ရှင်ရွေးကောက်ပွဲမှာရန်ကုန်တိုင်းကိုကိုကျွန်းကနေရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ BBC သတင်းတရအရသိရပါတယ်။အဲ့ဒီအချိန်မှာပဲမင်းအောင်လံအာနာလွှဲပေးဖို့ယူရထားတဲ့ အရက်သားအစိုးရတက်ကိုဥဆောင်ဖို့ရွေးကောက်ပွဲဝင်တိုင်းလာလားဆိုရဲမေးခွန်းတွေလည်းထွက်ပေါ်လာပါတယ်။ဒါဟာ2010ပြင်းတဲ့ရွေးကောက်ပွဲလုပ်ပြီးအာနာရှင်တန်းရွှေကဗိုလ်ချုပ်ကြီးတင်းစင်ကိုတမနာရာတို့ပေးခဲ့တယ်လို့မင်းအောင်လိုင်ကလည်းအဲ့ဒီအကွက်နင်းမလားဆိုပြီးလစ်လာသူတွေကထင်ကျဲပေးနေကြပါတယ်။မျိုးစိုးကတစ္ဆာရှိမှုနဲ့နမည်ကြီးတယ်၊ရုပ်သေးရုပ်လုပ်လဲခံမယ်ဆိုရဲသဘောရှိနေတာဆိုတော့မင်းအောင်လိုင်အနေနဲ့ရွှေပေးသွားပြီးသူ့အပြစ်တွေကိုပြေဖုံးကားချသွားနိုင်တယ် ဒါပေမဲ့ရွေးကောက်ပွဲကဘလောက်အောင်မြင်မြင်လုံနိုင်ပြီး2010လို့ဖြစ်သွားမလားဆိုရဲမိကွန်ကလည်းတစ်ဖက်မှာရှိနေသေးတယ်လို့အာနာသိမ့်မုံကိုဆိုင်ကျင်တဲ့နိုင်ငံလေးလာသုံးသက်သူသူကထောက်ပြပြောဆိုပါရယ်မျိုးစော့ဟာစစ်တပ်ဒေါက်တန်ကြန့်ခိုင်ရဲ့ပါတီကိုပဲကိုစားပြုပြီးကိုကိုကျွန်းမျိုးနဲ့ပြည်သူ့လွှတ်တော်အမတ်နေရာအတွက်ဝင်ပြိုင်သွားမယ်လို့သိရပါရယ်စစ်တပ်အတိုင်းဝိုင်းဒေသနေထိုင်တဲ့ဒီနေကနေရွေးကောက်ပွဲအဆက်ဆက်စစ်ဘုံချုပ်တဲ့ဘက်ဝင်ရောက်ရှင်ပြန်အနိုင်ရရှိခဲ့တာဖြစ်ပါရယ် 2015ခုနှစ်ရွက်ကောက်ပွဲမှာရေကျုပ်ဟောင်းအငင်းစားဘုချုပ်ကြီးတူရသက်ဆွေနဲ့2020မှာလည်းမင်းအောင်လိုင်နဲ့စစ်တပ်ကတော်တပတ်စင်နဲ့ဆင်းနဲ့အငင်းစားဘုချုပ်အောင်တော်ဝင်ရောက်ရှင်ပြန်အနိုင်ရရှိခဲ့ပါတယ်။ဒုတိယအနေနဲ့အဖွဲ့စည်းအစွဲကြောင့်တော်လင်းမအောင်နိုင်တဲ့အားလို့ KMD ဒုစစ်ဦးစီးချုပ်မာဝီပြောဆိုလိုက်တဲ့သတင်းကိုပြောပြပါဦးမယ်။ငါးနှစ်လာကတ်လာတဲ့လူတော်လင်းမအောင်မြင်သေးတာဟာအဖွဲ့စည်းဆွဲတွေကြောင့်ဖြစ်တယ်လို့ ရင်းနေအမျိုးသားကာကွယ်ရေးတပ်မတော် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီကဖွင့်ဟပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့စတေမလာ28ရက်နေ့ကထိုင်းနိုင်ငံရှင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့ကွန်နင်ရိုးရာဒီကူပွဲတော်မှာပြောခဲ့တဲ့မိန့်ခွန်အတွင်း KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီကအဲ့လိုထစ်သွင်းပြောကြားသွားတာပါ။ကျွန်တော်တို့မှာငွေရှိရတတိရှိရလုံနိုင်စွမ်းအားရှိရဒါပေမဲ့ဘာလို့မအောင်နိုင်သေးလဲဆိုလို့ရှိရင် organizational centric အရင်များနေတဲ့အတွက်ကြောင့်မလို့မအောင်နိုင်သေးတာဖြစ်တယ်လို့ ကင်တရက်ပြအဓိကခေါင်းဆောင်တဲ့အထွေကတအူးဖြစ်သူက ပြောဆိုသွားပါတယ်။တဆက်တည်းမှာပဲတော်လင်းအဖွဲ့နဲ့ပြည်သူလူထုစီလုံးမှုရှိပြီးအရင်မြအားလုံးကိုကောင်းမွန်စွာအသုံးချနိုင်ရင်တော့တော်လင်းအောင်မြင်နိုင်တယ်လို့သူကဆက်ပြောသွားပါတယ်။ကိုရနီပြည်အတွင်းကောက်ခံရရှိရခွန်ငွေတဲ့အထက်က60ရာခန့်နှုန်းနီးပါးကိုစစ်ရဲအတွက်အသုံးပြုနေတယ်လို့လည်းသူကပြောပါတယ်။တော်လင်းအဖွဲ့များရင်ပြည်သူအလို့အကျွဲပြူရတာများပြားနေရတဲ့အခြေအနေကိုချက်တန့်အောင် KNDF အနေနဲ့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒုစစ်ဦးစီးချုပ်ကပြောပါတယ်။ရှင်းမိုင်ကရင်နေပွဲတော်ကနေဂျမုံဝဲထိုင်းဘတ်2250ကျော်ရရှိခဲ့ပြီးအဲ့ဒီငွေအလုံးကိုကရင်နေစစ်ဘေးရှောင်းနေစီအလုံးပေးလို့သွားမယ်လို့ဆိုပါတယ်။စစ်ကောမရှိမလို့လားတဲ့ကရင်နေရိုးရပွဲတော်ကိုကျင်းပကွင်းပြူရက်ထိုင်းဆိုးရကိုကျေးဇူးတင်တယ်လို့လည်း KNDF ဒုတိယစစ်ဦးစီးချုပ်မာဝေကပြောကြားသွားပါတယ်။တရရသတင်းကတော့စစ်ကောင်းဆောင်တဲ့မောင်ကိုပစ္စည်းပပျောက်ရင်တွင်းတွင်းကြေကြေပြောနေပေမဲ့လည်းအောက်ချင်မှာလက်စားပြီး ပြန်လွတ်ပေးနေတဲ့အကြောင်းတင်ဆက်ပေးခြင်းပါတယ်။မင်းအောင်လိုင်းနဲ့စိုးဝင်းကတရားမဝင်ကုန်ပစ္စည်းတွေပပျောက်အောင်လုပ်ဖို့ပွဲတကာမှာအမိန်လိုက်ပေးနေပေမဲ့အောက်ချိန်မှာတော့အဖမ်းပြပြီးလက်ယူပေးရတာကိုပြန်လွတ်ပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်။ဒုစစ်ကောင်ဆောင်စိုးဝင်းဥဆောင်တဲ့တရားမဝင်ကုန်တမုံတိုက်ဖြတ်ရေးဥဆောင်ကုမ္ပဏီဝင်တွေကစတေမာလာဆန်ပိုင်းမှာထိုင်းမြန်မာနေဆက်ကနေတဆင့်တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုအဖမ်းပြပြီးတစ်ဖက်မှာငွေကြေးတောင်းခံမှုနဲ့ပြုလုပ်နေကြတာလို့ MPA ရဲ့သတင်းရင်းမြစ်တွေကပြောပါတယ် ထိုင်းနိုင်ငံကလာတဲ့တရားမဝင်ကုန်တွေတွင်းကုန်လိုင်စင်နဲ့အထောက်အထားမပြနိုင်တဲ့ကုန်တွေကိုဖအံဘက်မှာဖမ်းတယ်။ညောင်ခိုင်းရှေဆက်စည်ရဲ့ဂိတ်မှာလည်းအဖမ်းပြတယ်။အထက်ကိုစင်းတန်မှတ်တမ်းပြန်ပြီးရင်တော့နောက်ကနေပတ်စံယူပြီးပြန်ထုတ်ပေးရမျိုးလုပ်ပေးတယ်လို့ထိုင်းနိုင်ငံကလည်းကုန်ပစ္စည်းရဲ့တင်သွင်းရောင်းချနေတဲ့ကုန်တွေတူကပြောပါတယ်။အာနာသိမ့်ပြဲနောက်မှာပဲစိုးဝင်းရဲ့ကော်မတီကတရားမဝင်ကုန်တွေမုံတက်ဖြဲ့ရဲ့အထူးအဖွဲ့ကိုဖွဲ့စည်းပြီးနေဆက်ကတရားမဝင်ကုန်စည်းကို ပုံမပြင်းပြင်းထန်ထန်ဖန်ဆင်းမှုနဲ့ပြုလုပ်လာတယ်လို့ကုန်တဲ့အများစုက ဆိုပါတယ်ပြီးခဲ့တဲ့ဩဂတ်လတုန်းကတော့ဗအန်မြို့နယ်အတွင်းခိုင်းကနေကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်ငါတရာခန့်ကိုဖန်ဆင်းပြီးတစည်းကိုကျပ်သိန်း200ပေးမှပြန်လည်ထုတ်ပေးခဲ့တယ်လို့အဲ့လိုကြုံတွေ့ခဲ့ရသူတွေစီကနေတဆင့်သိရပါတယ်တရားမဝင်ကုန်တယ်မုန်းတိုက်ဖြက်အိမ်မှာပါဝင်ခဲ့သူတူကတော့ဩဂတ်လတတိယပတ်လောက်ကဖအန်မှာမောင်ကိုတွင်းနဲ့ကုန်ငါတရာကြောင့်မိတယ်အဲ့ဒီကုန်ငါတွေကိုပြန်ရွေးတာ တင်းရရှိပြီးဈေးပေါက်သွားတယ်အဖမ်းပြပြီးပြန်ထုတ်ပေးတဲ့သဘောပဲလို့ပြောပါတယ်ပြီးရဇူလိုင်လကတရားမဝင်ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ရန်ကုန်ကိုပို့မဲ့ကုန်တင်က132စီးကိုစစ်တကဖမ်းဆီးရမိပြီးရနောက်ထိုင်းမြန်မာနေဆက်ကွန်သွေးကိုပုံမတင်းကျက်လာခဲ့ရလဲဖြစ်ပါတယ်ဆက်လက်ပြီးပြောပြမှာတော့ဆေးဥစုရဲ့ပေါ်တာပြင်းပြဖြစ်နေတဲ့လှိုင်းကာယာအကြောင်းဖြစ်ပါတယ်တလကိုအယောက်30လောက်ပေါ်တာဆွဲခံနေရတဲ့လှိုင်းကာယာမြို့နယ်ဟာရန်ကုန်မြို့မှာအများဆုံးဖြစ်ဆန်ရှင်တင်နေပြီး စေအုပ်စုရဲ့ပေါ်တာပြင်းမဲ့မျိုးတော်ဖြစ်မှန်မသိဖြစ်နေရလို့တင်ပြရှိပါရယ် NLD အစိုးရလက်ထက်မှာအချင်းနဲ့နောက်ခွဲရတဲ့အထိလူ့ရဲ့ထူထွန်းလွန်းလဲလှိုင်းတရားမှာအခြေခံလူတန်းစားများတာအလုတ်သွားအလုတ်ပြန်များတာနဲ့စစ်တပ်လက်ဝဲခံတဲ့အကောင့်မှုတွေကြောင့်ဒီလိုဖြစ်ရလို့ Yangon Scout Network RSN ကမိမောင်းထုတ်ပြထားပါရယ်အလုတ်ကပြန်တဲ့ယောက်ျားလေးပဲအဆွဲခံရတာမကြာခဏကြားရပါရယ်စမုံစုံနဲ့မှာအလုတ်ဆင်းတဲ့လူငယ်တွေများတော့ညမှောင်ချိန်လူပြည့်ချိန်တွေဆို ူတို့စိတ်ကြိုက်လိုက်ဆွဲနေရတာပါလို့ RS အရတာဝန်ရှိသူကပြောပါတယ်အခုနောက်ပိုင်းစစ်မှုထမ်းအပတ်စဉ်တွေအတွက်ပေါ်တာဆွဲခံရတဲ့အထက်လှိုင်းတရအများဆုံးဖြစ်တယ်လို့လှိုင်းတရခြေဆိုင် HD1 Scout Channel ကလည်းမှတ်ချက်ပြုထားတဲ့အကြောင်းသူကပြောပါတယ်လှိုင်းတရမှာပေါ်တာဆွဲခံရတာကျွန်တော်တို့ကြားနေရတာက34စာပုံများနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဘယ်သူမှမသိပဲပျောက်သွားသူတွေလည်းမနေဘူးတကုံ AR အဝဲပြေးမှာ မြဝကျွန်းပေါ်ကတက်လာပြီးချောင်းလေးလေးလုံနေအောင်ဆွဲခံရတာယူလဲမြရတယ်လို့ရန်ကုန်မြို့အခြေတင်းအမြင့်ကပြောပါတယ်ပြီးခဲ့တဲ့စတေမလာ28ရက်ည9:00နာရီခန့်မှာလှိုင်းတရားမြို့နယ်ဆရာဆန်လမ်းမှာရှိတဲ့ဆမ်မန်ကာလာဘီယာဆန်ကထွက်လာတဲ့လူငယ်3ယောက်ကိုအင်စည်းကားနဲ့အတူအရဲဝတ်တန်တဲ့လူတစုကဖမ်းဆီးသွားတယ်လို့ RSN ကထုတ်ပြန်ထားကြရသိရပါတယ်လှိုင်းတရားမြို့နယ်မိခွဲ့စဲအနီးနေထိုင်တဲ့ပြည်သူတိုးကတော့ညာဘက်မဟုတ်ဘူးနေကင်ဘက်လဲလူပြတ်တဲ့နေရာဆိုဆွဲတာမျိုးရှိတယ် ဆွေးတာကအကြက်ဝက်တင်နေဆိုတော့ဘာကောင်းနေမှမသိပေမဲ့အားလုံးကတော့စစ်မှုန်ထိုင်အတွက်ပေါ်တာဆွေးရလို့တတ်မှတ်ကြရလို့ပြောပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးတင်းအနေနဲ့ရေဦးပောက်ကဖောက်ဝင်နေစစ်တပ်ဘက်ပြောင်းသွားပြန်နောက်ရေဦး30အဆက်ကိုစစ်ကြောင်း2ကြောင်းအပြိုင်ထိုးနေတဲ့အကြောင်းပြောပြပါဦးမယ်။ရေဦးပောက်ကဖောက်ဝင်နေစစ်တပ်ဘက်ပြောင်းသွားပြန်နောက်စကိုင်းတိုင်းရေဦးနဲ့တစင်မြို့နယ်အဆက်ကိုစစ်တပ်ကစစ်ကြောင်း2ကြောင်းအပြိုင်ထိုးနေတယ်လို့သိရပါတယ်။စတင်မလ29ရက်မနေ့ကကမ်းမလူမြို့နယ် ကာဘောအထိုင်စကန်ကထွက်လာတဲ့အင်အား130ကျော်ပါစစ်ကြောင်းနဲ့ဒဇင်မြို့ပေါ်ကထွက်လာတဲ့အင်အား80ကျော်ပါစစ်ကြောင်းတို့ဟာရေဦးနဲ့ဒဇင်မြို့နယ်အဆက်မှာရှိတဲ့ကျေးရွာတွေကိုဒီနေ့အထိစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဟိုတလောကရေဦးမြို့နယ်ပကပဘက်ကနေပြီးတော့ရေဘော်9ရောက်ကကာဘောအထိုင်စကန်ကိုဝင်သွားတာပေါ့နော်။ပူပေါင်းသွားတာအဲ့ဒီအကောင်တွေရဲ့သတင်းပေးချက်အရဒီဖက်တွေကိုနေမေရှင်းလင်းနေရလို့ယူဆထားတဲ့အကြောင်းဒေတာရင် PDF ရေဘော်2က MP ကိုပြောပါတယ်။ ဒီနေ့မနေ့အစောပိုင်းမှာတစင်မြို့ပေါ်ကထွက်လာတဲ့စစ်ကြောင်းဟာအဲ့ဒီမြို့နယ်တနေရွာကိုအကြောင်းမဲ့မိရှိုးဖျက်ဆီးခဲ့ပြီးမနေ့စင်နိုင်ခွဲလောက်မှာခပေါင်းမြိုင်ရွာဘက်ကိုဖိုက်တာနဲ့လေကြောင်းတက်ခတ်ခဲ့လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရတာတော့မရှိသေးဘူးခပေါင်းမြိုင်ရွာဘက်ကိုကျဲတာဆိုတော့အဲ့ဒီဘက်ကဒီနေ့မနေ့ခွဲဝင်သွားပြီဆိုတော့ကျွန်တော်တို့လည်းမသိရသေးဘူးလို့တိတရင်ရွေးပေါ်ကပြောပါတယ်။စတင်မလာ28ကနေဒီနေ့အထိစစ်ကြောင်းတွေရောက်ရှိနေတဲ့ ရေဦးတစ်စဲအဆက်ကိုဂျိုင်ရိုကော်ပတာနဲ့ဂျက်ဖိုက်တာတွေကိုအသုံးပြုပြီးစစ်တကလေကြောင်းတတ်ခိုက်မှုနဲ့ပြုလုပ်နေရလို့သိရပါတယ်။လက်ရှိမှာကာဘိုအထိုင်စကန်ကထွက်လာတဲ့စစ်ကြောင်းဟာရေဦးမြို့နယ်အောင်တာရွာကိုရောက်ရှိနေပြီးတစင်မြို့ပေါ်ကထွက်လာတဲ့စစ်ကြောင်းဟာတစင်မြို့နယ်ခပောင်းမြိုင်ရွာကိုရောက်ရှိနေရလို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေကြောင့်ရေဦးတစဲအဆက်မှာရှိတဲ့ကျေးရွာ15ရွာကျော်ကပြည်သူတောင်းနဲ့ရှိပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။နောက်ဆုံးပြပသတင်းအနေနဲ့ ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်ရဲ့လွှတ်တော်မှာထိတိုက်တွေ့ပြီးတဲ့နောက်အမေရိကန်အစိုးရရန်တရားရက်ဆိုင်ထားတဲ့အကြောင်းပြောပြရင်ကျွန်တော်ရဲ့ဒီနေ့အတွက်သတင်းတင်ဆက်မှုကိုအဆုံးသတ်လိုက်ချင်ပါတယ်ခင်ဗျာအမေရိကန်ကွန်ဂရက်မှာကျန်းမာရေးရှာမှုရဲ့ကိစ္စနဲ့ပတ်သက်ပြီးအတိုက်ခံဒီမိုကရက်တစ်အုပ်စုနဲ့ရီပပ်ဘလစ်ကန်တွေအကြားထိတိုက်တွေ့ကြပြီးတဲ့နောက်မှာပဲဒေါ်နယ်ထရန့်အစိုးရရဲ့လက်ဝံတွေလည်းဒီနေ့မနက်7နာရီနောက်ပိုင်းကစလို့ရက်ဆိုင်ထားလိုက်ရပါတယ်ဒီမိုကရက်တွေရဲ့ကျန်းမာရေးရှာမှုရဲ့ကိစ္စတောင်းဆိုမှုအပေါ်ရီပပ်ဘလစ်ကန်တွေကမလိုက်ရော့ခဲ့ရကြောင်း ဒီမိုကရက်အုပ်စုကလည်းကွန်ဂရက်မှာဖရယ်ဆိုရရဲ့ဘတ်ဂျက်အသုံးစရိတ်တောင်းခံမှုအပေါ်တံပြန်ကန့်ကွက်ခဲ့ကြပါတယ်။ဒီရဆိုင်မှုကြောင့်ဗဟိုအစိုးရနဲ့အေဂျင်စီအများပြားမှာအလုပ်တွေရပ်သွားသလိုအစိုးရဝန်ထမ်းတင်းရှိပြီးထိခိုက်မှုတွေရှိလာပါတယ်။အခုဖြစ်ရကပထမဦးဆုံးမဟုတ်ပဲသမ္မတထွန်းရဲ့ပထမတက်တန်ကာလ2019ခုနှစ်တုန်းကလည်းဖြစ်ပေါ်ခဲ့ပူပြီးအဲ့ဒီတုန်းကရက်ဆိုင်မှု35ရက်အထိကြာမြင့်ခဲ့ပါတယ်။ ထရန့်ကတော့ဘတ်ဂျက်သဘောတူညီမှုမရတာနဲ့ပတ်သက်ပြီးဒီမိုကရက်တွေကိုအပြစ်တင်ခဲ့တယ်လို့ဒီရက်ဆိုင်နေတဲ့အရှင်အတွင်းဒီမိုကရက်ပါတီနဲ့မေဆန်ဒါရှင်တွေကိုထိခိုက်အောင် လုပ်မယ်လို့ချိန်ချောက်ပြောဆိုလိုက်ပါတယ်။သူရဲ့ဦးစားပေးအစီအစဉ်တွေကို ပြစ်မှတ်ထားပြီးအစိုးရဝန်ထမ်းအများပြကိုအလုပ်ဖြုတ်ခိုင်းမယ်လို့ပြောခဲ့ရပါကျွန်တော်တို့အလို့သမားအများကြီးကိုအလို့ဖြုတ်ရပါလိမ့်မယ်။သူတို့ကဒီမိုကရက်တွေဖြစ်လာမှာပါ။သူတို့ကဒီမိုကရက်တွေဖြစ်သွားပါလိမ့်မယ်လို့ပြောတယ်လို့ ဒီလိုလုပ်ငန်းရဆိုင်တာကနေကောင်းတာတွေအများကြီးထွက်ပေါ်လာနိုင်တယ်ကျွန်တော်တို့မလိုချင်တဲ့အရာတွေအများကြီးကိုဖိရှားပြစ်မယ်အဲ့တွေကဒီမိုကရက်တွေရဲ့အရာတွေဖြစ်ပါလိမ့်မယ်လို့လဲထရန့်ကအင်ပီယိုသမရရုံးခန့်မှာသတင်းထောက်တွေကိုပြောခဲ့ပါတယ်ခင်ဗျာ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ